မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်သမ္မတထရန့်ကမြန်မာအပါအဝင်၅နိုင်ငံကိုမူရင်းစေဝါတိုက်ဖျက်ရန်ပြက်ကွက်သောနိုင်ငံများအဖြစ်သတ်မှတ်ကြေညာအမေရိကန်စစ်တပ်ကဗနီဇွဲလာနှင့်ပတ်သက်သောမူရင်းစေဝါနှိမ်နင်းရေးလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်သမ္မတထရန့်ကမြန်မာအပါအဝင်အာဖဂန်နစ္စတန်ဖိုလီဗီယာ ကိုလံဗီယာနှင့်ဗနီဇွဲလားနိုင်ငံစုစုပေါင်း၅နိုင်ငံကိုမူရစ်စေဝါတိုက်ဖျက်ရန်ပြက်ကွက်သောနိုင်ငံများအဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။စက်တင်ဘာလ15ရက်နေ့တွင်အမေရိကန်သမ္မတကထိုကဲ့သို့သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ပြီးအဆိုပါဆုံးဖြတ်ချက်ကမူရစ်စေဝါတိုက်ဖျက်ရေးအတွက် ရှင်းနိုင်ငံများသို့ပေးအပ်နေသောငွေကြေးပံ့ပိုးမှုများအပေါ်သက်ရောက်မှုများရှိနိုင်ကြောင်းလက်တလုံးဗနီဇွဲလားနိုင်ငံတွင်အမေရိကန်စစ်တပ်ဖြင့်မူရစ်စေဝါတည်ယူပို့ဆောင်နေသောလှည့်များကို ဖောက်ခွဲဖျက်ဆီးမှုများလုံဆောင်ခြင်းဖြင့်မူရစေဝါနှိမ်နင်းရေးလုံဆောင်ရရှိကြောင်းသိရပါသည်အာဖဂန်နစ္စတန်ဘိုလီးဗီးယားမြန်မာကိုလံဗီးယားနှင့်ဗင်နီဇွဲလားနိုင်ငံတို့အနေနဲ့လွန်ခဲ့တဲ့ဆန္ဒလာအတွင်းနိုင်ငံတကာမူရစေဝါနှိမ်နင်းရေးသဘောတူညီချက်မှာပါတဲ့သူတို့ရဲ့တာဝန်ဝတ္တရားကိုလိုက်နာအကောင့်ထဲပို့ဖို့ပြက်ကွက်ခဲ့ပါတယ်ဟုအမေရိကန်သမ္မတထရန့်ကသူ့ဤကြေညာချက်ကိုဖတ်ကြားပြောဆိုပါတယ် အမေရိကန်ဥပဒေအရအမေရိကန်သမ္မတကလွန်ခဲ့တဲ့ဆယ့်နှစ်လအတွင်းနိုင်ငံတကာမူရင်းစေဝါနှိမ့်နေရေးသဘောတူညီချက်များကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်သောနိုင်ငံများနှင့်တာဝန်ဝတ္တရားများမပြည့်မီသောနိုင်ငံများကိုနှိမ့်စင်ခွဲခြားသတ်မှတ်ထုတ်ပြန်ရာကြောင်းသိရှိရပါသည်။ဆက်လက်ပြီးဒဝယ်မျိုးမှလောင်းလုံးမျိုးတို့လာသည့်စစ်ရင်တန်ကြာဖြတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှထိခိုက်မှုများသောကြောင့်တက်ဆုတ်ပြေးတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ တနင်္သာရီတိုင်းဒဝဲမြို့မှလောင်လုံးမြို့သို့လာသည့်အကြံဖက်စစ်ရင်တန်းဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှထိခိုက်မှုများသောကြောင့်တက်ဆုပ်ပြေးသွားကြောင်းဒေတာတွင်စစ်ရေးတရင်ရင်မြစ်ကသတင်းဌာနကိုပြောကြားပါသည်။ရှင်းနေစက်တင်ဘာလ18ရက်နေ့နနက်စောပိုင်းတွင်ဒဝဲမြို့မှလောင်လုံးမြို့သို့လာရောက်သည့်အင်အားတရာကျော်ပါအကြံဖက်စစ်တပ်ရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာတွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုများပြသောကြောင်း ရှင်တန်းတစ်ခုလုံးဒဝဲမျိုးဘက်သို့ပြန်လည်ဆုတ်ပြေးသွားကြောင်းလက်ရှိချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းသည်လောင်လုံးမျိုးနှင့်ဒဝဲမျိုးအဆက်တွင်ရှိနေသေးကြောင်းသိရပါသည်ဒီနေ့နဲ့နဲ့အစောပိုင်းကဒဝဲမျိုးဘက်ကနေလောင်လုံးမျိုးဘက်ကိုတက်လာတဲ့စစ်ခွေးအင်အား100ကျော်ပါတဲ့ရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေအထိနာပြီးလောင်လုံးမျိုးတိမရောက်လိုက်ဘူးလမ်းပိုင်းကနေပဲပြန်ဆုတ်ပြေးသွားတယ် ခွေးစစ်ကြောင်ကအခုထိလောင်လုံးတဲ့တဝဲအဆက်မှရှိနေသေးတယ်။သူတို့ထပ်ပြီးတော့တက်မလာတော့ဘူး။မနက်ဖြန်တဝဲကိုဒရောင်စားမြင့်အောင်လိုက်လာမှဆိုတော့လောင်လုံးတိပါဆင်းပြီးလုံချုံရေးလာလောက်တာလို့တော့ထင်နေဟုဒေတာရင်းစစ်ရေးတရင်ရေးမြက်ကပြောဆိုပါတယ်။ ထို့ပြင်ယနေ့စက်တင်ဘာလ18ရက်နေ့တွင်အကြံဖတ်စစ်တပ်ကဒဝယ်မြို့ကိုမင်းအောင်လိုင်လာရောက်မိဖြစ်သောကြောင့်နေမြေရှင်းလင်းသည့်ပုံစံဖြင့်ဒဝယ်မြို့နယ်လောင်းလုံးမြို့နယ်တရက်ချောင်းမြို့နယ်နှင့်ရေပြင်းမြို့နယ်တို့ရှိကျေးရွာဆဲကူးကျော်ကိုအကြံဖတ်စစ်တပ်ကဝိုင်တွဲလျင်နှက်စီးဖြင့်120မမဘုံများအချိန်60ကျော်ကျဲချတိုက်ခိုက်ရာဖီသူနှုတ်ဦးတေဆုံးပြီး9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ဆလပီမုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် စကိုင်းတိုင်း၆ဦးမြို့နယ်မုံရွာမနလီလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ပိုင်းဆွဲတိုက်ခိုက်ရာစစ်သား၈ဦးသေဆုံးခဲ့ကြောင်း People Different Phone စောက်မုံရွာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ရှနေ့စက်တင်ဘာလ18ရက်နေ့နနေ့7နာရီ16မိနစ်ခန့်တွင်နယ်ရီကန်အကြမ်းဖက်စစ်တပ်ကိမှခြေလင်းထွက်လာသောအင်အား80ကန်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကနယ်ရီကန်နှင့်ရေဘူးစာအကြရှိနေလကြောက်ခွဲဆက်အနီးတွင်ပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထိုးတိုက်ခိုင်းမှုအတွင်အချမ်းဖက်စစ်သား၅ဦးသေဆုံးက ထိခိုက်ဒဏ်ရာရရှိသူများကြောင်းသိရပါတယ်။အလားတူယနေ့နေ့နဲ့၁၇နာရီ၂၄မိနစ်ခန့်တွင်ညင်းမှုမျိုးနဲ့ဂွေးပင်တော်အချမ်းဖက်စစ်တပ်ကိမှချင်းလင်းထွက်လာသောအင်အား၂၀ခန့်ပါစစ်ကြောင်းကိုလည်းနက်ရီကန်နှင့်ရေပိုးစားအကြရှိနေလ၆ခွဲစက်အနီးတွင်ပရိသာမိုင်း၃လုံးတွဲဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သား၃ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည် မုံရွာမန္တလေးလမ်းပိုင်းမှာပဲစစ်ခွေးခြေလျင်စစ်ကြောင်းကိုနှစ်ကြိမ်မှိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးရှိကောင်တည်ဆုံနေထိခိုက်ဒဏ်ရာရတာတွေလည်းများပါတယ်ဟု PP Different Phone စောင့်မုံရွာမှာထောက်ဝင်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကမုံရွာခရိုင်စစ်ဌာနဖြူဟာအမှတ်64မုံရွာခရိုင်အမှတ်71တရင်ဖြစ်သော PP Different Phone စောင့်မုံရွာကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များအထူးကံရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆလပင်ခမောက်ကြီးမျိုးနယ်တွင်စစ်သားများလိုက်ပါလာသောဆက်လီများကို တိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးထပ်မံနေသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းကောတောင်ခရိုင်ခမောက်ကြီးမြို့နယ်တွင်တွင်အကြံဖက်စစ်လီညာကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးထပ်မံနေသေဆုံးခဲ့ကြောင်းကောတောင်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့မှကြာဝင်ရှိသူတို့ကပြောဆိုပါရယ်စတင်ဘာလ18ရက်နေ့မိုးလင်း12နာရီခွဲခန့်အချိန်ခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနာစီအောင်ပြိုကင်းတို့ရောက်ရှိနေသောစစ်သားအင်အား100ခန့်မှထုံထုံအင်အား30ကျော်ခန့်သည် ခမောက်ငယ်ကြီးွာဘက်သို့ရေလမ်းမှလှိငယ်နှစ်စီးဖြင့်စစ်ကြောင်ထုတ်ခွင်ရောက်လာသောကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာဆက်လီတစီနှိမ့်မြုပ်သွားပြီးစစ်သားအများအပြားသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့သောတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာယူဇနာစီအောင်ပြိုကင်း၌ခြံခဲ့သောနောက်ခြံစစ်သားများက120မမ81မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ကူပေးတိုက်ခိုက်တော်လိမ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ အလားတူစက်တင်ဘာလ18ရက်နေ့နနက်6:20မိနစ်အချိန်တွင်တကြိမ်နနက်အချိန်တွင်တကြိမ်ကော့တောင်မြို့မှစစ်ကူပေးရန်ဆက်လီနစီဖြင့်ထွက်လာသောအင်အား90ခန့်ရှိစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကော့တောင်မြို့နယ်မလီဝမ်ချင်းရွာဆဲအိမ်စုအနီးတွင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ3နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည် ရင်းတိုက်ပွဲအတွင်း၌အကြံဖတ်စစ်သားအများပြားတေဆုံထရရရှိပြီးလက်နက်ကြီးပစ်ကူအဆမ်းမပြတ်လုဆောင်ခဲ့ကြောင်းတေဆုံထရရစစ်သားများကိုတေဆောင်ကခေါတောင်းဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ဘလောက်တည်တယ်ဆိုတာကတော့အတိအကျမသိရဘူးဖြစ်နေတယ်တော်တော်များများတော့တည်တယ်ဒဏ်ရာလည်းတော်တော်များများရတယ်အဲ့ဒီထဲမှာအရာရှိတွေလည်းပါတယ်နေမြေရှင်းတဲ့အချိန်မှာအလောင်းကလည်း၄၅၆လောင်းတွေ့ရတယ်ယူနီဖောင်းတွေလည်းတွေ့ရတယ်ရေထဲမှာကော့တောင်ခမောက်ကြီးဘက်ကစခတ်တက်ထဲမှာနာရီတွေတော့အဆက်မပြတ်လုပ်နေတယ်လို့သိရတယ် ဖုန်ကြီးတွေလည်းမနာရဘူးဆိုပြီးသတင်းရတယ်။တန်ရာရတဲ့သူတွေကိုလည်းထိုင်းဘက်ချန်ရန်အောင်စီယုံကိုလည်းတင်ထားတာရှိတယ်။ကော်တောင်စီယုံမှာလည်းတန်ရာရစခတွေကုတာရှိတယ်။စီယုံတက်ခါမှဒေတာတွေလည်းရှိတယ်ဟုကော်တောင်ခရိုင်ပကဖားမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုကော်တောင်ခရိုင်တွင်ရှိတော်လန်ရေးအင်အားစုအဖွဲ့အစည်းများပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒီတုကကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမ်းရှိအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ ခေါတောင်းခရိုင်အတွင်းစည်ရည်အရှိန်မြင့်လာနိုင်သောကြောင့်ပြည်သူများအနေဖြင့်စည်ရည်အသည့်စည်ရည်တည်းအမြင်ရှိကြပြီးစစ်ကော်မရှင်ပြုလုပ်သောထူထောင်ရွေးကောက်ပွဲကိုမပူပေါင်းမပဝေရန်ဝိုင်းဝန်းတိုက်ဖြတ်ကြရန်တော်လှန်ရေးတပ်များကတိုက်တွန်းထားပါသည် ဆက်လက်ပြီးမဲ့ရေကံပြူဟာအနေတွင်အကြံဖက်စစ်အုပ်စုတည်ဆုံမှုများပြပြီးတက်လန်ထွက်ပြေးနေရတော့လေအင်းအားအလုံးရေတုံ၍၈၀တိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မကွေတိုင်းငှက်ဖဲမြို့နယ်အမ်ပရန်ယိုအနီးရှိမဲ့ရေကံပြူဟာနှင့်စွန်တက်ရွာအနီးတစ်ဝိုက်တွင်စစ်ကော်မရှင်ပူးပေါင်းတပ်များနှင့်တော်လန်ရေးတပ်ဖွဲ့များအကြားထိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။စစ်ကော်မရှင်တပ်များသည်တိုက်ပွဲများအတွင်တည်ဆုံမှုများပြကတပ်များလန်ထွက်ပြေးကြရတော့လေအင်းအားအလုံးရေဖြင့်ထပ်မံဖြည့်တင်ကရှစ်တိုးထိုးစစ်များဆင်နွှဲနေကြောင်းသိရသည်။ ပြီးခဲ့သည့်စက်တင်ဘာ9ရက်နေ့စက်တင်ဘာ12ရက်နေ့တို့တွင်အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆာခ905မှနေ၍စစ်တုံးကားကြီး၈စီးဖြင့်နယ်ရေကန်ဘက်ကိုအင်အားဖြည့်တင်ခဲ့ကြောင်းသိရသည်မဆာခ905ကနေစုဖွဲ့ထားတဲ့အင်အားတွေတင်ပို့နေတယ်။အခုပို့နေတဲ့အဖွဲ့တွေကရှမ်းမြောက်နန်းဖက်ကနဲ့ ဒီပေါ်မှာစစ်ရှုံးတက်ပြတ်သွားတဲ့အခွဲတွေပါဟုစစ်ရေးသတင်းရမြက်ကသတင်းဌာနကိုပြောပါတယ်။မဆခ905မှနေ၍အမြောက်များဖြင့်တရဆက်ပစ်ခတ်မှုများရှိခဲ့ပြီးတိုက်ပွဲပြင်းထန်နေသည့်နေရာများကိုစစ်ကူပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်စစ်ကော်မရှင်ကနယ်ရေကန်အနီးတစ်ဝိုက်ကင်းထောက်လေရင်နှင့်ဒရုန်းများပြန့်တန်းနေစေပြီးဘုံကျဲတိုက်ခိုက်မှုများနေ့စဉ်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ12ရက်နေ့ကနယ်ရေကန်အနီးသို့ပို့လိုက်သည့်စစ်ကော်မရှင်စစ်ကြောင်းတွင်ဒရုန်းအထုတက်ဖွဲ့ကိုပါထည့်သွင်းစေလုပ်ခဲ့ကြောင်းသိရပါတယ်။ စစ်ကော်မရှင်သည်စကခ18လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ954ခမရ969ခမရ985ခမရ989ခမရ920ခလာရ295တပ်ရင်းများနှင့်စစ်မှုမထမ်းမနေရဥပဒေအောက်တွင်အတင်းအဓမ္မစစ်သားစုဆောင်ကစစ်တင်တန်းဆင်းလာသောရဲဘော်တင်များဖြင့်ဖွဲ့စည်းထားသည့်တပ်ရင်းများကိုပါစစ်ကြောင်းထိုးရန်စီလိုလျက်ရှိသည် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစွန်တက်ကြီးရွာအနီးစစ်ကြောင်း၃ချိန်ထိုးလာသည့်ခလာရ295တပ်ဖွဲ့ကိုတက်ဆုပ်ပြီးဒစင်ကလျာထွက်ပြေးအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း AA ကစက်တင်ဘာ၁၀ရက်နေ့တွင်ထုတ်ပြန်သည်ရယဝတီတိုင်းရခိုင်အဆက်မကွေးတိုင်းရခိုင်အဆက်နေရာများ၌၎င်းတို့စစ်ချုပ်ကပေးထားခဲ့ရသောနေရာများကိုပြန်လည်ရရှိရန်ကြိုးပမ်းအားထုတ်သောထိုးစစ်များကိုဇက်တိုက်ပြုလုပ်လျက်ရှိသည် ထို့ကြောင့်ယခုရက်များအတွင်းအဆိုပါနေရာများ၌တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီးအထူးသဖြင့်ရန်သူသည်မကွေးတိုင်းနက်ရီကန်ကုန်းဖက်တွင်ထိုးစစ်များကိုပုံမပြုတ်လျက်ရှိသည်ဟု AAA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကျွန်မ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။